အာ1 year insurance free ရမှာဖြစ်ပါတယ်အဲ့တော့ဘာပဲကြာကြာသင်ကားတဲ့ဝင်ကြေး promotion ရမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ Lee Motor C16 ကိုဝယ်ယူဖို့စဉ်းစားနေတဲ့လူတွေအတွက်ဆိုရင်ဒါပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်အားလုံးပဲမင်္ဂလာပါကျွန်ုပ်ဒီနေ့ရောက်နေတဲ့နေရာတော့ YCC မှာကျင်းပနေတဲ့ Asian Expo 2025ကိုရောက်နေရဖြစ်ပါတယ် ီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဘေးမှာအခုမြင်နေရတဲ့ Lee Motor နဲ့ပေါဝင်ပြသတာကိုတွေ့ရတယ်ဒီပွဲထဲမှာဆိုရင် Lee Motor T03 SKD ကားကိုပြထားတယ်ဟိုဘက်မှာနောက်ဆုံးပိတ်ဆက်ထားတဲ့ Lee Motor C16 MPSUV ကိုပြထားတယ်ဟိုနောက်မှာဆိုရင် C01 Citroen Z ကိုပြထားတယ်ဒီသုံးသီးကိုပြသတာဖြစ်ပြီးတော့ promotion တွေလည်းမတူပါဘူးအဲ့ဒါလေးတွေကျွန်တော်ပြောပြချင်တာအဖြစ်ပါဘာကြောင့်လဲဆိုတော့ဒီကားအမျိုးအစားတွေက ကျွန်တော်နဲ့ရိုက်ထားတဲ့ content ပေါ့ကအများကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဒီကားရဲ့အကြောင်းတွေသိချင်ဥမာ Tabo T03 ဆိုရင် T03 SA Block ဆိုပြီးတော့ရိုက်ပြီး share လိုက်လို့ရှိရင် content တွေကအများကြီးထွက်လာမှာ C16 လည်းထုံနည်းတကောင်းပဲ C01 လည်းထုံနည်းတကောင်းပဲအဲ့လိုမျိုးပါရိုက်ပြီး share လိုက်မှာဒီ video ထဲမှာကြတော့ကျွန်တော်အဓိက promotion တွေပဲပြောပြသွားမှာဖြစ်ပါတယ်ဒီ motor T03 ရဲ့ promotion ဆိုလို့ရှိရင်7သိန်း7သိန်း15သိန်းဆိုပြီးတော့ spin wheel လဲလို့ရတယ်ဒီပွဲထဲမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော် spin wheel လဲကြည့်လိုက်မယ် ဟမ်စကားသိန်းကြတယ်เนาะအဲ15သိန်းเนี่ยတော်တော်အကျိုးပေးနေတာဟိုဘဲကိုဆေးထိုးလိုက်တော့လည်း15သိန်းနဲ့ပဲโอเคဒါတော့ဒီမော်တာ T03 ဖြစ်တယ် C6 သိန်းလေးပြန်သွားကြည့်အောင်ကဲဒါကတော့ဒီမော်တာရဲ့နောက်ဆုံးမိတ်ဆက်ထားတဲ့ MP SUV ကားအစ်စ်ကြီးပဲဖြစ်ပါတယ် C6 သိန်းလို့ခေါ်တယ်ကြီးလေလေမောင်းလို့ကောင်းတယ်အတွင်းကန်းနေလဲကျယ်တဲ့ luxury ဖြစ်တယ်။တော့အဲ့ဒါမိသားစုညာညာနဲ့ခီးသွားခြင်းတဲ့သူတွေအတွက်ဆိုရင်တော်တော်လေးတင့်တော်တဲ့ကားတစ်စီးဖြစ်ပြီးတော့ဒီကားကိုဒီပွဲထဲမှာဝယ်မယ်ဆိုလို့ရှိရင်လဲ spin wheel လဲရမှာပဲဖြစ်ပါတယ်။ဒီမှာကြည့်လိုက်မယ်။ insurance 1 year free ရနိုင်တယ် income tax 3%ရမယ် window play free ရမယ်အာ350 cashback ရဒီလေးမျိုးတွေကတခုခုရနိုင်တာပဲဖြစ်ပါတယ်โอเคတော့ဒီ spin wheel လေးလဲကြည့်လိုက်အာ1 year insurance free ရမှာပဲဖြစ်ပါတယ်အဲ့တော့ဘာပဲကြာကြာ350ဝင်းကျင် promotion ရမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ lead motor cc ကို where you go စဉ်းစားနေရတဲ့လူတွေအတွက်ဆိုရင်လာပြီးတော့လေးလာကြည့်ရှိလို့ရပါတယ်ဟိုမှာ c01 လည်းရှိသေးတယ်โอเค ီကားကတော့ Lee Motor ထဲမှာတစည်းတည်းရှိတဲ့စီးတဲ့အမျိုးသားကားတစည်းပဲဖြစ်ပါတယ် Lee Motor C01 လို့ခေါ်တယ် Railway Drive ဖြစ်တဲ့ Race ဆိုလို့ရှိရင်650 km ထိသွားလို့ရတဲ့ကားဖြစ်တယ်ဒီကားကလည်း Lee Motor line နဲ့ထဲမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်တယ်ဒီကားကိုဝယ်ဖို့စိတ်ဝင်စားတဲ့လူတွေအတွက်ဆိုလို့ရှိရင် Special Cashback Promotion ရှိတယ်လို့ကျွန်တော်သိတာဟုတ်ကဲ့အဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြโอเคဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကားတည်းဝယ်တော့မယ်ဆိုရင်ဘာတွေထည့်စဉ်းစားရမယ်ဆိုတဲ့အချက်လေးတွေလည်းကျွန်တော်နည်းနည်းလေး share ပေးရသည်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့အများနဲ့ မေးကြတဲ့လူတွေရှိတယ်။အာ EV ဝယ်ရင်ဘယ်ကားဝယ်ရင်ကောင်းမလဲ။အိုးကြီးကျွန်တော်အမြဲတမ်းပြောနေကြတာက နံပါတ်1ကကိုယ့်ရဲ့ budget ကိုကိုသိပါနံပါတ်2အနေနဲ့မိမိလိုချင်တဲ့ segment အမျိုးအစားကိုသိသိချင်ပါတယ်။ဘာကြောင့်လဲဆိုတော့မှ serial လိုချင်တာလား SUV လိုချင်တာလား MPV လိုချင်တာလား hatchback လိုချင်တာလားစသဖြင့်ဒီလိုမျိုးအမျိုးအစားကိုသိသိချင်ပါတယ်။အဲ့ဒါပြီးတော့မှ brand ကိုရွေးပါ brand ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာတင်သွင်းလာတဲ့ brand တွေထဲမှာတကယ်ကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ brand တွေကိုလည်းရွေးချယ်စီချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကားတွေကကျွန်တော်တို့အနည်းဆုံးညာနှစ်နှစ်သုံးနှစ်ဒါမျိုးတွေစီးကြတာ။ကိုယ့်ရဲ့ကားကရေရှည်စီးလာပြီဆိုတဲ့အချိန်မှာ error ဖြစ်ခဲ့တာတော့လကောက် accident တွေပါဖြစ်ခဲ့တာတော့လကောက် spare parts အပူရှိရ ရလားဖြစ်လာတဲ့ error တွေရောတကယ်ရောတာဝန်ယူတော့ဖြေရှင်းပေးမှလားဆိုတော့တကယ်ကိုထည့်စင်းသားမယ်ကိစ္စတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ limo motor မှာဆိုလို့ရှိရင်ဒီကားတွေကမြန်မာနိုင်ငံကိုရောက်တာတွေပဲကြာပြီတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့နော်အကုန်လုံး service တွေရော spare part တွေအကုန်လုံးကိုလုပ်ပေးနေတဲ့ brand တွေဖြစ်တဲ့အတွက် UOG နဲ့ဝယ်လို့ရရလို့ပြောရင်လည်းနေရောကြောက်ပြစီကျွန်တော်ကတော့စိတ်တော်